မိမိတို့ဖုန်းထဲမှာရှိတဲ့ browser တစ်ခုတည်းကိုဝင်လိုက်အောင်ပါဒီမှာတော့ Chrome browser တဲကိုဝင်လိုက်ပါမယ်အဲ့တော့ Chrome browser တဲဝင်လိုက်ပြီးရင်ယခုလို Chrome browser ရဲ့ search bar ထဲမှာမိမိတို့က clipfly clipfly.ai ဆိုပြီးတော့စာသားလေးရိုက်ပြီးထည့်ပြီးတော့ enter ခောက်ပြီးတော့ဖွင့်လိုက်ပါမယ်တကယ်တော့ဒီ clipfly ဆိုတဲ့ application က Android အတွက်ရော iOS version အတွက်ရောသူက application ဖုန်းအတွက်ကို application ရှိပြီးသားဖြစ်ပါတယ်အဲ့တော့အောက်မှာနှိပ်ပြီးရှာပြီးတော့ application တုံးလိုက်ရပါတယ်အဲ့တော့ဒီမှာကတော့ online web page တဲ့ဝင်မှာမို့လို့အပေါ်ဆုံးမှာပေါ်တယ်အခုလို့ဘောင်ခတ်ထားတဲ့နေရာလေးကိုနှိပ်ပြီးတော့ဝင်လိုက်ပါမယ်ဝင်လိုက်ရခုလို့ click fly ရဲ့စာမျက်နှာပွင့်လာပါမယ်ဖုံးစံအတိုင်းပဲသူကဒီ web page တွေက sign in လုပ်ရပါတယ်အဲ့တော့ AI web page တွေက sign in လုပ်ပြီးမှပုံရတဲ့အတွက် sign in ကိုနှိပ်လိုက်ရင်မိမိတို့ရဲ့ဟာလာဒီမှာ Facebook နဲ့ဝင်မလား Google နဲ့ဝင်မလားဒါမှမဟုတ်ရင် email နဲ့ဝင်မလားကြာရဝင်လို့ရပါတယ်မိမိရတော့ဒီမှာ Google နဲ့ပဲဝင်ဖို့အတွက် Google ကိုနှိပ်လိုက်ပါမယ်အဲ့တော့ Gmail account ပေါ့နော်မိမိမှာရှိတဲ့ Gmail account တစ်ခုခုနဲ့ဝင်မှာဖြစ်တဲ့အတွက် Google Mail ကိုဖွင့်ပြီးတော့ရခုလို့ဝင်ပေးလိုက်မှာဖြစ်ပါတယ်အဲ့တော့ရှိပြီးသား account တစ်ခုနဲ့ဝင်လိုက်ပြီးရင်ယခုလို့ဟလာမိမိ account နဲ့ဝင်ပြီးကြောင်းအဝိုင်းလေးနဲ့ပြပါလိမ့်မယ် ပြီးရင်လည်း account တခုကို10 credit ပေါ့နော်ဆက်မှတ်ပေးထားပါတယ်။ account ဝင်ပြီးလို့ပွင့်လာတဲ့ clip fly စာမျက်နှာမှာသူလုတ်ပေးနိုင်တဲ့ feature တွေကိုပြပေးထားတာတွေ့ရမှာဖြစ်ပါတယ်။အဲ့တော့ feature တွေကတော့အများကြီးရှိပါတယ်။အဲ့တော့အကုန်လုံးကိုသိကြရင်တော့ဒီ see all ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပေးလိုက်ရင်သူလုတ်ပေးနိုင်တဲ့ feature လေးကိုခုလိုပေါ်လာမှာဖြစ်ပါတယ်။အဲ့တော့ပထမဆုံးကတော့ kissing generator အဲ့တော့ဖန်တန်းတဲ့ feature နောက်တစ်ခါ face dance ဆိုပါတော့ကတဲ့အကပေါ့နော်အက feature နောက်တစ်ခါ video generator အ video ဖန်နေတဲ့ဟာပေါ့နော်နောက်တစ်ခါ talking avatar ဒါကဟိုပေါ့စကားပြောတဲ့ဇာတ်ရုပ်ပေါ့နော်နောက်တစ်ခါ bg remover ကျွန်တော်နောက် water mark remover နောက်တစ်ခါ object remover အရာဝတ္ထုဖျောက်ခြင်းပေါ့နောက်တစ်ခါ photo animator အဲကျွန်တော်ကဒီကောင်းအောင်သုံးရမှာ photo animator ကျွန်တော်ပုံအသက်အသွင်းမှာနောက်တစ်ခါ video clear အဗီဒီယိုရှင်းအောင်ကြည်အောင်လုပ်တဲ့ feature လေးပေါ့နော်နောက်တစ်ခါ video enhancer အာသူကဟိုပါ့ဗီဒီယိုပို့ပြီးတော့အရာတောက်အောင်လုပ်တာနောက်ဒါကနံပါတ်1အဲ့ဒါကိုခုနကျွန်တော်တို့ပြန်ပြီးတော့ photo animator လေးကိုကျွန်တော်သွားရမယ်သူ့ကိုနှိပ်ပြီးဝင်လိုက်အောင်ပါယခုလိုစာမျက်နှာနောက်တစ်ခုထပ်ပြီးပွင့်လာပါလိမ့်မယ်အဲ့တော့သင်ရဲ့ငြိမ်သက်နေတဲ့ဓာတ်ပုံကို clip fly online ai photo animator က အမွေလှုပ်ရှားတဲ့ဗီဒီယိုအတွင် ဖန်တီးပေးမှာပါအဲ့တော့အောက်ကအနီအောင်ကွက်ထဲက get started ဆိုတဲ့နေရာလေးကိုနှိပ်ပြီးတော့ဝင်လိုက်အောင်ပါနောက်စာမျက်နှာတစ်ခုထပ်ပြီးပြောင်းလာပါလိမ့်မယ်စာသားနေပြီးတော့ဗီဒီယိုဖန်တီးကျင်တဲ့လူတွေအတွက်ကဒီ text to video ဒီစာမျက်နှာကိုသုံးရမှာဖြစ်ပါတယ်အဲ့တော့ pro mode ကြတော့ဒီအနီအောင်ကွက်ထဲမှာရေးရမှာဖြစ်ပါတယ်နောက်တော့ဗီဒီယိုဘယ်နှခုလောက်ပါလေအဲ့တော့ဗီဒီယိုရွေးရမယ်နောက်အောက်က aspect ratio 16:9လားဒါမှမဟုတ်1:1လား ကိုချိုး76လားနောက်အောက်ကမိမိတို့က mood standard လား professional လား peace style style မှာလဲဟာလား enemy လားရိုးရိုးပုံလားအားလုံးရွေးပြီးတော့ generate ကိုနှိပ်ပြီးတော့ရင်မိမိတို့ရဲ့စာသားကနေဗီဒီယိုပြောင်းတဲ့အခန်းကဏ္ဍကိုဒီစာမျက်နှာကနေလှုပ်ပေးမှဖြစ်ပါတယ်နောက်တစ်ခါဓာတ်ပုံကနေပြီးတော့ဗီဒီယိုပြောင်းညင်နေဆိုတော့ဒုတိယအကွက်ဖြစ်တဲ့ image to video ကိုရွေးချယ်ပေးရပါမယ်သူ့ကိုနှိပ်လိုက်ပြီးဆိုရင်ယခုလိုပုံတင်ပေးဖို့ upload and image ဆိုတဲ့နေရာလေးကိုနှိပ်ပေးရပါမယ်နှိပ်လိုက်ပြီဆိုတာနဲ့မိမိတို့ဖုန်းထဲက album ထဲမှာစုဆောင်းထားတဲ့ဓာတ်ပုံတွေပေါ်လာပါလိမ့်မယ်ဒီထဲကမိမိကြိုတင်စုဆောင်းထားတဲ့ပုံတစ်ပုံကိုရွေးပေးလိုက်ရင်ယခုဒီကွက်လက်ဒီဘောင်ထဲကိုအဲ့ဒီပုံ upload လုပ်ပြီးတော့တန်တာကိုစောက်ပေးရပါလိမ့်မယ်အဲ့တော့အခုဆိုရင်အဖြူအမဲဓာတ်ပုံအဟောင်းအဲ့ဒီပုံ upload လုပ်ပြီးတော့မိမိတို့ရဲ့ဒီ web page တဲကို ရောက်ရှိလာပါပြီပြုလုပ်မဲ့ဗီဒီယိုအရေးအတွက်တစ်ခုကိုရွေးပြီးတော့ရင်ပရုတ်နှမ်းမှာမိမိတို့ကဘာရေးမှလဲဓာတ်ပုံကိုဘာဖြစ်ချင်တာလဲဘလို့လှုပ်ရှားချင်တာလဲကိုကစာရေးပြဖို့တော့လိုပါလိမ့်မယ်အဲ့တော့ဘာရေးမလဲပရုတ်နေရာမှာ photo moving ဓာတ်ပုံကိုလှုပ်ရှားပြဖို့ဆိုပြီးတော့စာသာရေးထည့်လိုက်ပါမယ်ပြီးရင်မူ ကိုတော့ standard ကိုပဲရွေးထားပေးလိုက်ပါမယ် style မှာတော့ဘာမှမရွေးဘဲနဲ့ none ကိုပဲထားထားလိုက်ပါမယ် certain အားလုံးချိန်ပြီးပြီဆိုရင်တော့အောက်က generate ဆိုတဲ့နေရာကိုနှိပ်ပေးရပါမယ်ဒါဆိုရင်ဒီ cat fly ai ကနေပြီးတော့သူ့ရဲ့ internet ဟိုပေါ့သူ့ရဲ့ web page ထဲမှာပဲ ai နီးပညာနဲ့သူ generate ဟာလာဒီဓာတ်ပုံကိုတက်ဝင်လှောက်ရှားအောင် generate လုပ်ပါလိမ့်မယ်ဒါကတော့မိမိတို့အသုံးပြုတဲ့ အင်တာနက်ဆက်ကြောင်းရဲ့ပြီးတော့သူ့စာပါရဲ့ကြက်တယ်မကြက်ဘူးပေါ်မူတည်ပြီးတော့အနှေးမြန်တော့ရှိတတ်ပါလေဒါပေမဲ့အရန်ကြာပြီးတော့မဆောင်ပါဘူးခဏဆောင်ပင်ဖြင့်ဒီပုံ ထွက်လာပါလိမ့်မယ်အဲ့တော့ခဏဆောင်ကြည့်အောင်ပါဟုတ်ကဲ့ပါအခုဆိုရင်မိမိတို့ရွေးချယ်ထားတဲ့ဓာတ်ပုံအဟောင်းအဖြူမဲ့ဓာတ်ပုံပေါ့နော်အဲ့တော့ဟိုခက်ကဓာတ်ပုံတစ်ပုံကိုမိမိတို့ကတက်ဝင်လှောက်ရှားအောင်လှုပ်လို့ရရှိလို့ပါပါပြီအဲ့တော့ ဒီပုံကိုမိမိတို့ကဒီလိုပဲပေါ့လေမိမိတို့ရဲ့အဲအိမ်မှာရှိတဲ့ဓာတ်ပုံအဟောင်းနေနောက်တစ်ခါမိမိတို့ရဲ့အဖိုးဖွားတို့အဖေးမေးတို့စတဲ့ဟာလာလွန်ခဲ့တဲ့ဟာလာ၄90အနည်း60တော့ကနှစ်90 80ကပုံအဟောင်းတွေကိုအဖြူမဲပုံတွေဓာတ်ပုံအဟောင်းတွေကိုယခုလိုသက်ဝင်လှူရှားအောင်မိမိတို့ဖန်တီးရယူနိုင်ပါတယ်အဲ့တော့ဒီပုံလေးကိုကဒေါင်းလုဒ်လုပ်ချင်တဲ့ဆိုရင်ဒီဗီဒီယိုကိုဖိနှိပ်ထားပေးလိုက်ပါဖိနှိပ်ထားပေးလိုက်ရင်ဒေါင်းလုဒ် ဗီဒီယိုဆိုပြီးတော့စာသားပေါ်လာပါလိမ့်မယ်အဲ့စာသားပေါ်လာရင်အဲ့နေရာလေးကိုနှိပ်ပေးလိုက်ရင်ဒီပုံကိုအလိုလျောက်ဖုန်းထဲမှာတင်ထားပေးပါလိမ့်မယ်ဒေါင်းလုပ်ပြီးတော့ဖုန်းထဲမှာတင်ထားပေးပါလိမ့်မယ်ဟုတ်ကဲ့ပါ ီလိုနည်းနဲ့မိမိတို့မိသားစုဝင်တွေအဖိုးမဖြတ်နိုင်တဲ့ဓာတ်ပုံအဟောင်းတွေပုံအပုံဟောင်းတွေကိုတက်ဝင်လှူရှားပြီးတော့မှတ်တမ်းအဖြစ်နဲ့ထားရှိနိုင်ပါကြောင်းတင်ပြပေးလိုက်ရပါတယ်ဟုတ်ကဲ့ပါဗီဒီယိုလေးကိုနှစ်သက်လိမ့်မယ်လို့မျှော်လင့်ပါတယ်နှစ်သက်ရင်ဖြင့် like share comment တွေလုပ်ပြီးအားပေးကြကြပါဦးဂန်ကွန်တော်လေး sharing channel ကိုလည်းပဲ subscribe လုပ်ပါသေးတယ်မိတ်ဆွေအစ်စ်များအနေနဲ့ subscribe လုပ်ပြီးတော့ bell community tp အားပေးကြကြဖို့မေတ္တာရပ်ခံပါတယ်ဟုတ်ကဲ့နောက်ထပ်လာမယ့် video မှာထပ်မံဆုံးရှုံးကြပါစို့အားလုံးကို bye bye